်အရခတတော် AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီးအကြံဖက်အဖွဲ့အာစာကရုတ်တံထုတ်လွှင့်ကတပ်ဖြတ်ခဲ့သူ၄ယောက်ဟာ AA တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲခမည်ကြီးရွာသားတွေသာ ဖြစ်တယ်လို့မိသားစုဝင်တွေကနိုရီဇီယာသတင်းဌာနကိုအခိုင်အမာပြောဆိုကြပါတယ်တာမန်မသိတဲ့လူတွေကအာစာအကြံဖက်အဖွဲ့ကဖမ်းဆီးလာတာ AA လို့ထင်ခဲ့ကြပေမဲ့တေရှာကြည့်လိုက်တော့ကျွန်တော်သားမောင်တာအေးကျော်ကိုမှတ်မိတယ်လို့ဂုတ်ပီခမီကြီးရွာကအသက်ခံရတဲ့မောင်တာအေးကျော်ရဲ့ဖခင်ဦးကျော်သားဦးကပြောဆိုပါရယ် အာစာအကြံဖတ်အဖွဲ့ဟာဧပြီလ၄ရက်နေ့က2မိနစ်ကြာကြာရုပ်သံတစ်ခုကိုအွန်လိုင်းပေါ်မှာထုတ်လွှင့်ခဲ့ပါတယ်။အဲဒီရုပ်သံဗီဒီယိုအထဲမှာအာစာနဲ့အေနှစ်ဖက်အပြန်အလှန်ပြစ်ခတ်တာမျိုးတွေဖန်တီးထားတဲ့ရိုက်ကူးထားတဲ့ရုပ်သံဖိုင်နဲ့အတူစစ်တုံးပစ္စည်း equipment လွှဲထားတဲ့ခမီးအမျိုးသား၄ယောက်ကို AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီးထုတ်လွှင့်ပြသခဲ့တာပါ။အဲဒီရုပ်သံဖိုင်ကိုအဲဒီခမီးလူမျိုး၄ယောက်ကိုတပ်ဖြတ်ပြီး၅ရက်လောက်အကြာမှာအာစာအကြံဖတ်အဖွဲ့ကထုတ်လွှင့်လာခဲ့တာဖြစ်ပါတယ်။ Thank you.